တို့သားလေးစားပါကျွန်တော်ရဲ့ APR Arakan မြန်မာ YouTube channel လေးကနေဒီထိပ်ပေါ်ပြန်ပြီးကြိုဆိုလိုက်ပါရစေ။မြန်မာအရေး American Bangladesh မှာဟာပြူဟာနဲ့အိန္ဒိယနိုင်ငံအပေါ်တက်ရောက်မှုများဆိုတဲ့သတင်းဆောင်ပါလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ APN သတင်းဌာနကတင်ဆက်ထားတဲ့သတင်းဆောင်ပါလေးကိုထပ်ဆင့်မျှဝေတင်ဆက်ပေးရချက်ဖြစ်ပါတယ်။အဆုံးထိကြေညာဆင်ပေးကြပါအောင်ခင်ဗျာ။မြန်မာပြည်ပကအတွဲ American ရဲ့အစီအမံ ြိုကွဲပြစ်ပြားနေပြီလားစက်တင်ဘာလ28ရက်နေ့မှာအရခတ်တော်အေရဲ့နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ရခိုင်မျိုးသားဖွဲ့ချုပ် ULA ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်ပင်္ဂလားဒေ့ရှ်နေချာဇွန်တပ်ဖွဲ့ PGB ဟာရိုဟင်ဂျာစစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့အာဖဂန်ရိုဟင်ဂျာကေတင်ရေးတပ်တို့ ARSA နဲ့ရိုဟင်ဂျာသွေးဆွေးညီညွတ်ရေးအဖွဲ့ RSO တို့ကိုထိတ်တဆိတ်ထောက်ပံ့နေတယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာ ULA ကဆွဆွေပြုဆိုထားပါတယ်စစ်ကော်မရှင်ထောက်ပံ့ထားတဲ့ရိုဟင်ဂျာလက်နက်ကိန်းတွေက AA စစ်စခန်းတွေကိုဒရုန်းနဲ့ဆောင် င်ကြီးတာထပ်ပန်းရေးလမ်းကြောင်းတွေကိုပိတ်ဆို့တာနဲ့ချောင်းမြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့လေ ULAA ကဆိုထားပါတယ်။တင်္ဂလာဒေ့ရှ်အစိုးရအနေနဲ့ Ranger လက်နက်ကိန်တွေကိုထပ်ပန်းနေတဲ့အရာရှိတွေကိုအရေးယူပေးဖို့တိတ်တန့်ထားပြီးနိုင်ငံတကာအဖွဲ့အစည်းအသိဝမ်းအနေနဲ့လေအဲ့ဒီအခြေအနေကိုအနိကအဆောင်ကြီးပေးချဖို့တောင်းဆိုခဲ့ပါတယ်။စစ်ဝင်စားစရာကောင်းတာကအမေရိကန်ဟာဘင်္ဂလားဒေ့ရှ်ကိုနောက်ခံထားပြီးမြန်မာနိုင်ငံအတွင်းမှာရှုပ်ဝှေ့အစ်စင်ရေးပြုလုပ်ဖို့တိုက်တဆိတ်လှုပ်ဆောင်နေခဲ့တာပါ။ အမေရိကန်အရာရှိတွေဟာပြီးခဲ့တဲ့2025ခုနှစ်ဧပြီလတုန်းကမင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းမှာအရခတ်တပ်တို့အေနဲ့ရှင်အမျိုးသားတပ်ဦး CNF တို့ရဲ့ကိုယ်စားလှယ်တွေရဲ့နဲ့ကိုယ်စားလှယ်တွေနဲ့ရှော်ဝဲတွေ့ဆုံခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါဟာဒီဇင်ဘာလမှာဂျင်ပါမဲအထွေထွေရွေးကောက်ပွဲမတိုင်ခင်ရခိုင်ပြည်နယ်နဲ့တခြားဒေသတွေမှာဖြန့်ကျက်ထားတဲ့စစ်ကော်မရှင်ကိုရင်းစိန်ရေးမဟာဗျူဟာရဲ့အစိတ်ပိန်တရက်ဖြစ်ပါတယ်။မင်္ဂလာဒေ့ရှ်စစ်တပ်အနေနဲ့ခော့ဖ်ဆာမှာရှိတဲ့ တက္ကနက်အနေကစစ်စခန်းတစ်ကိုအုံပြုပြီးရိခါထောက်ပံ့ရေးနဲ့နေမြေစုံမွေးအတွက်မောင်းတူမဲ့လေရင်တွင်နဲ့လှုပ်ရှားလေပတ်လေးကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်နိုင်ဖို့အတွက်2025ခုနှစ်မတ်လတုန်းကဒါကာအနီးကနရာယွမ်ကွန်မြို့မှာပို့ ်အဖို့ကုန်းနဲ့အတူဖန်စီခံရတဲ့အာစာကောင်းဆောင်အတာဦးလာကိုမြန်မာစစ်တပ်ဘူးစန့်ကျင်တွန်လိုက်ရမှာပါဝင်လာအောင်စီယုံပေါ်အထုတလေကျပန်ခေကြမှာတယ်တကယ်တော့ဒေါက်တာမိုဟာမက်ယူနက်စ်ဦးဆောင်တဲ့ဂျာပြတ်အစိုးရဟာစီးရီရင်မှတ်ချက်အောင်မြင်တာနဲ့ရိုဟင်ဂျာဒုက္ခသည်၈000လောက်ကိုရခိုင်ပြည်နယ်ထိကနေရက် နေရက်တွေစီပြန်ပို့ဖို့စရင်ပြုစုနေပြီဖြစ်ပါတယ်။တချိန်တည်းမှာပဲမြန်မာနိုင်ငံရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဆက်ဆံရေးဟာရှုပ်ထွေးတဲ့အဆင့်တစ်ခုကိုဖျက်ဆီးနေရပါတယ်။သွေးထည်တန်ယုံများတဲ့မြန်မာပြည်တွင်းစစ်ဟာအဆုံးဖြတ်ပေးမယ့်အဆင့်ကိုရရှိနေပါပြီ။စစ်ကော်မရှင်ရောမြန်မာအတိတ်ခံနိုင်ငံရေးအင်အားစုတွေပါဝါရှင်တန်ကိုစည်းရုံးနေကြပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ဟာမြန်မာပြည်ကို ရန်လိုတဲ့နိုင်ငံအဖြစ်အမြဲတမ်း ယူဆခဲ့တာတော့မဟုတ်ပါဘူး1960ပြည့်နှစ်တွင်မှစစ်တပ်အနာသိမ်းပြီးမြန်မာဆိုရှယ်လက်လန်းစင်အကောင့်တွေဖုန်တွေတုန်းကတော့အမေရိကန်နဲ့မြန်မာအကြားနှစ်နိုင်ငံစစ်ဆင်ရေးတိုးတက်အခဲ့ပါတယ်မြန်မာအစိုးရဟာဆိုဗီယက်နဲ့တရုတ်တို့အင်ဒိုချိန်းနားဒေသအတွင်းကိုထုတ်ဖောက်ဝင်ရနေတဲ့အဲ့ဒီကာလမှာဘဲမလဲရေးဝါဒကိုဂိမ်းဆွေးပြီးဝါရှင်တန်နဲ့ ်ရွေးထွေးတဲ့ဆက်ဆံရေးကိုထိမ့်သိမ်းထားခဲ့ပါတယ်။တာပြည်မွေးရေးစီဝါနှိမ့်နေရင်းနဲ့ဘိန်းစစ်ခင်ဖြစ်စီရေးတွေအတွက်အမေရိကန်ဟာမြန်မာစစ်တပ်ကိုရဟတ်ရင်းတွေထောက်ပံ့ပေးခဲ့တယ်လို့ဖျူတရီကန်ဒေတာအတွက်မွေးရေးစီဝါထောက်လုပ်မှုချုပ်ငြိမ့်ဖို့မြန်မာနိုင်ငံရဲ့အကျိုးပန်းအထောက်အမှုတွေကိုလည်းထောက်ခံခဲ့ပါတယ်။တကယ်တော့လက်တန်အမေရိကနိုင်ငံတွေမှာအမေရိကန်အပိအမျှပြုတဲ့အာဏာသိမ်းမှုတွေလည်းရှိခဲ့တဲ့အတွက်မြန်မာစစ်ကောင်ဆောင်ပိုင်းဟာဝါရှင်တန် DC ကနေအလားတူအပိအမျှပြုထောက်ခံမှုတွေလည်းမျှော်လင့်ခဲ့ကြပူပါတယ်။စစ်ကောင်မရှင်ဟာ တိုက်မှာဖြစ်ခဲ့တဲ့အမားတွေကနေတင်ခန်းစာယူပြီးအမေရိကန်နဲ့စစ်ဆန်ရေးတွတ်တက်လာစေဖို့ DCI group နဲ့ Macron Macron group ဆိုတဲ့ American lobby company နှစ်ခုကိုငှားရမ်းခဲ့ပါသေးတယ်။ဒါပေမဲ့ Trump အစိုးရဟာတွေ့ဝေနေစေဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကလည်းမြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်စေဖို့ထောက်ခံပေးဖို့လေးလေးလေးနဲ့ဂိတ်တိပြုခဲ့ပါတယ်။တစ်ဖက်မှာလည်းပို့ချုပ်မှုကြီးမင်းအွန်လိုင်းက သမရထရန်ကိုစစ်မှန်တဲ့မြို့ချစ်တူအဖြစ်မြှောက်ပန့်ခဲ့ပြီးနဲ့နောက်စစ်တပ်နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်တချို့ပေါ်အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေချုပ်တင်ခဲ့ပါတယ်။အတိတ်ခံတော်လိုင်းရေးအားစုတွေအတွက်တော့ဒီအချက်ဟာကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာပါတယ်။အထူးသဖြင့် United States Agency for International Development USAID နဲ့ United States Agency for Global Media USA GM တို့လိုတော်လိုင်းရေးအားစုတွေရဲ့ယူဆတွေကိုအကောင်ပြတ်နှံ့စေတဲ့အဖွဲ့အစည်းတွေဖြစ်သိမ်းခံခဲ့ရပြီးနောက်ပိုင်းမှာပို့ပြီးတော့စိန်ခေါ်မှုတွေ တွေရှိလာခဲ့ပါတယ်။အဲဒီလိုအခြေအနေတွေကြောင့်မှာပဲဝန်ကြီးချုပ်ဟာစီနာအစိုးရပြုတ်ကျပြီးနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းအမေရိကန်ရဲ့ခြေကုပ်ယူလာမှုဟာအိန္ဒိယအိန္ဒိယနိုင်ငံအတွက်တော့မသက်မသာဖြစ်လာစေခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကမဟာဗျူဟာအရအရေးပါတဲ့စစ်တကောင် ဒေတာတွေမှာအမေရိကန်ရဲ့စီးရေလှုပ်ရှားမှုတွေတည်တည်တသာမြင့်တက်လာတာကိုစိတ်ဝင်စားမှုနဲ့အတူတန်တရာမှုတွေရုပ်ပွင့်ပြီးစောင့်ကြည့်နေကြပါတယ်။အမေရိကန်လက်တက်ရဲ့မဟာဗျူဟာမြောက်အသေးယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဟာအမေရိကန်သတိလင်ကာနဲ့ဘင်္ဂလားဒေ့ရှ်တို့ပူးပေါင်းပါဝင်တဲ့ပစိဖိတ်နယ်သမီးစစ်စင်ရေး 25သုံး Operation Pacific Angle 20 Phase 3ပူးတွဲစစ်ရေးလက်ကျင့်မှုမှာပါဝင်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကိုရရှိလာပြီးနောက်ပိုင်းမှာတော့အိန္ဒိယအနေနဲ့တွေ့လန့်လာခဲ့ပါတော့တယ်။အဒီစစ်စင်ရေးဟာတိလက်မြို့ကဂျာလာကာလာဘက်စခန်ဂျာလာလာဘက်စခန်ဂျာလာလာဘက်စခန်အတွင်ဘင်္ဂလားဒေ့ရှ်ကွန်မန်ဒိုတွေနဲ့အမေရိကန်စစ်တပ်ပစိဖက်ကကွေးရေးစခန်နဲ့ နေပါတာအမျိုးသားအစအဖွဲ့နေပါတာ National Grid တို့ရဲ့အောက်ကအမေရိကန်စစ်သားတွေပူးတွေ့ကအစွန်းရောက်ဝါဒအတံပြန်နှိမ့်နေရင်းတိုးတွင်းတိတ်ဝေးကြွန့်ကြင်ရေးစီလေးကျမှုတစ်ခုပြုလုပ်ပြီးတလခွေကြမှာဖြစ်ပေါ်ခဲ့တာပါ တရုတ်နိုင်ငံကိုတံပြန်နိုင်မဲ့ထောင်လိုက်ရေးစစ်ဆင်ရေးတွေအတွက်ထောက်ပံ့ရေးဗဟိုဌာနအဖြစ်ဘင်္ဂလားဒေ့ရှ်ကိုအသုံးပြုဖို့ကြိုးပမ်းနေသလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါဆိုရင်လေဘာကြောင့်လဲဆိုတော့အဲ့ဒီလိုလှုပ်ဆောင်နေတာဟာအိန္ဒိယကိုဆွေးရွေးတဲ့တရားမှုဖြစ်စေနိုင်လို့ပါ။မြန်မာအိန္ဒိယနှစ်နိုင်ငံကြားကလူမျိုးစုတွေဟာနှိစက်ဖြတ်ကျော်ဒေတာဆက်နွယ်မှုတွေရှိကြတဲ့အတွက်မြန်မာနိုင်ငံတွင်းကလက်နက်ကင်အဖွဲ့အစည်းပေါင်းစုံဖို့ဥစ္စာနှမမှုဖို့နဲ့တက်ဆိုင်ရာမဟာဗျူဟာအုပ်စုတွေထိဆွေးသွင်းဖို့အတွက်အမေရိကန်နဲ့တရုတ်ကြားကအပြည့်မှုမှန်သမျှဟာ မြန်မာနိုင်ငံနဲ့နေနမိတ်ချင်းထိစပ်နေတဲ့အိန္ဒိယနိုင်ငံတွင်းကပြည်တွင်းပုံကံမှုတွေရဲ့ဒုက္ခသည်တွေရွှေ့ပြောင်းမှုကိုတည့်ရောက်နိုင်ပါလေအတိလင်ထုတ်ဖို့ပြောဆိုမှုမရှိပေမဲ့အင်းင်းရှင်နိုင်ငံတွေမှာအမေရိကန်ကစီးရီတိုးချက်လာခြင်းကြောင့်ဖြစ်လာတဲ့ပထဝီနိုင်ငံကြီးစင်ညာတည့်ရောက်မှုတွေဟာအိန္ဒိယရဲ့မဟာဗျူဟာချမှတ်သူအစုအဖွဲ့တွေကိုတုံ့နှုတ်ချောချားစေခဲ့ပါလေဘင်္ဂလားပင်လီအိုအတွင်းအမေရိကန်ကတိတိကျကျပါဝင်လှုပ်ရှားလာတာဟာဒေသတွင်းအင်အားချိန်ခွင့်ချာကိုပြောင်းလဲစေနိုင်ပါလေ အိန္ဒိယအဖို့သူရဲ့အနည်းဆက်အဝိုင်းအဝန်းအတွင်မှာအရာရှောက်မှုကျော့ကျလာစေပြီးဒုတိယနေရာစီကိုတွန့်ပို့ခံနေရပါတယ်။အရေးကြီးဆုံးကတော့တောင်အာရှဒေသကပြည်ပနိုင်ငံတွေဟာအိန္ဒိယတက်ငွေတဝိတ်ဖြစ်ပွားနိုင်တဲ့ကြီးကျယ်တဲ့ကစားပွဲတစ်ခုထေကိုသက်ဆင်းမိစေဖို့ဆွေးဆောင်ခံနေရနိုင်ပါတယ်။ဒါအပြင်ကမ္ဘာပေါ်မှာကူးတန်းသွားလာမှုအများဆုံးရေချောင်းကုန်သွယ်ရေးလမ်းကြောင်းတွေထိကတခုဖြစ်တဲ့မလက်ကရေလေးချအဝင်းဝန်းအနီးကကျွန်းတကျွန်းဖြစ်တဲ့စိတ်မာတင်ကျွန်းကိုရှမ်းမဖြူကျွန်းကို ရင်းဆန်ခဲ့တဲ့အတွက်အမေရိကန်အစိုးရဟာချင်းဟာစီနာအစိုးရကိုဖြုတ်ချခဲ့တယ်လို့ဆွဆွေခံထားရပြီးသားဖြစ်ပါတယ်။အဲ့ဒီကျွမ်းပေါ်မှာစစ်စခန်းတစ်ခုအခြေစိတ်လာနိုင်ပြီဆိုရင်ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားပင်လယ်အော်နဲ့အိန္ဒိယသမုဒ္ဒရာကိုထူထူကေကေစောင့်ကြည့်နေမှာဖြစ်ပြီးဒေသတွင်းတရုတ်ရဲ့လှုပ်ရှားမှုတွေကိုစူးစူးစစ်စစ်စောင့်ကြည့်လာနိုင်မှာဖြစ်ပါကြောင်း ASP Collins မှာတင်ပြထားတဲ့ဆောင်းပါးကိုမျှဝေနေတာဖြစ်ပါတယ်။ငွေရင်းရှိသူကတော့ တီမာတန်ဂုပ္တာဖြစ်ပါတယ်ဘာသာပြန်ဆောင်ပါလေးဖြစ်ပါတယ်အဆုံးထိကျေးဇူးနာဆင်ပေးကြတဲ့တော်လန်မိဖပြည်သူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကနေအာရကန်မြန်မာစီရေးနိုင်ငံရေးတော်လန်ရေးနဲ့ပတ်သက်တဲ့သတင်းဆောင်မတွေသတင်းတွေရုပ်သံသတင်းတွေတင်ဆက်ပေးနေပါတယ်သတင်းဆောင်မတွေတင်ဆက်ပေးနေတာကတော့ရုပ်သံရှိသလိုအတန်ဆောင်မတင်ဆက်ပေးတာလေးရှိပါတယ်ပြပရမြန်မာပြည်သူတွေနဲ့အာရကန်ပြည်သူတွေအနေနဲ့ စာဖတ်ချိန်မရတဲ့အတွက်နားစင်ရင်တဲ့စီရေနိုင်ငံရေးတည်င်းရင်းမြစ်တွေရရှိအောင်တဲ့နိုင်ငံရေးအတွေ့အကြုံတွေကြေပြန့်လာနိုင်အောင်ခြေရွေပြီးတော့တင်ဆက်ပေးနေခြင်းဖြစ်ပါတယ်အရခပြည်သူပြည်သားများနဲ့တော့အမြဲတမ်းပြည်သူပြည်သားများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးပေးခြင်းကြံပါကြပါစေခင်ဗျာ